အားလုံးမင်္ဂလာပါခင်ဗျာ welcome back to next youtube channel next youtube channel မှာပြန်လဲကြိုဆိုလိုက်ပါတယ်ခင်ဗျာကျွန်တော်ဒီတစ်ပတ်တင်ဆက်ပေးသွားမယ့်အကြောင်းအရာလေးကတော့ property to power စင်ရဲ့ချင်းမှချမ်းသာခြင်းစီတို့ဆိုတဲ့အကြောင်းအရာလေးကို share ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာကျွန်တော် disclaimer လေးတစ်ခုကိုပိတ်သက်ကြီးကိုချုပ်တင်ပြောပြထားခြင်းပါတယ်ဒီဗီဒီယိုလေးမှာတင်ဆက်ပေးသွားမယ့်အကြောင်းအရာများအားလုံးဒီကျွန်တော်ဤအတွေးခေါ်ဘဝအတွေ့အကြုံများနေ့ လေးလာတွေ့ရှိတဲ့စသည်များကိုကိုးကားထားခြင်းပဲဖြစ်ပါတယ်။မြေသည့်လူပုဂ္ဂိုလ်အဖွဲ့အစည်းတစ်စုံတစ်ဦးတစ်ဦးတယောက်ကမှဝေဖန်ပြောဆိုခြင်းများမဟုတ်ပဲပိဋကတ်ကြီးများနဲ့ဘုသူတ္တရှာမိသူများအနာဂတ်ကိုအကောင့်တယ်ပေါ်၍ဘဝတိုးတက်လန်းကိုရှာဖွေလျက်ရှိသူများနဲ့လေးလာလူသူများအတွက်သာစေတနာအပြည့်ဖြင့်တင်ဆက်ပေးထားခြင်းဖြစ်ပါတယ်ခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာ။ဒါဆိုရင်ကျွန်တော်တို့ property to power စင်းရဲခြင်းမှချမ်းသာခြင်းစီတို့ဆိုတဲ့ power အကြောင်းလေးကိုစလိုက်ရအောင်ဗျာ ဟုတ်ကဲ့အရင်ဆုံး property ဆိုတဲ့အဓိပ္ပာယ်လေးကိုကြည့်လိုက်ရအောင်ဗျာ property is a state of lacking resources including money to meet basic needs like food shelter and clothing စည်ရဲမွေးတယ်မူတည်တဲ့စားနပ်ရိက္ခာအဝတ်အထည်နေစရာစသည့်အခြေခံလိုအပ်ချက်များကိုဖြည့်ဆည်းရန်အတွက်ငွေကြေးအပါဝင်အခြားအရင်းမြစ်များချို့တဲ့ပြီးမပြည့်စုံသည့်အခြေအနေကိုစည်ရဲခြင်းကိုခေါ်ပါသည် ကျွန်တော်တို့အရှင်းဆုံးဒေပြောရမယ်ဆိုရင်ဗျာလူတွေအတွက်ငွေလိုတယ်ဗျာငွေရှိမှပဲလိုအပ်တာတွေကိုဝယ်လို့ရမယ်ငွေမရှိရင်နေစရာတို့အိမ်တို့ခြံတို့တိုက်ခန်းတို့ဝယ်လို့မရတော့ဘူးဗျာငွေမရှိရင်စားစရာလည်းဝယ်မစားနိုင်တော့သလိုအဝတ်အထည်စသည့်လူနေမှုဘဝရဲ့အခြေခံလိုအပ်ချက်တွေအားလုံးဘာမှမရရှိတော့ဘူးဗျာဒါကတော့အရှင်းကြီးပါပဲဒါပေမဲ့စည်ရဲချင်းဆိုဒီမှာငွေကြေးအပါဝင် အခြားအရင်းမြစ်များချို့တဲ့ပြီးမပြည့်စုံသည့်အခြေအနေလို့ဖော်ပြထားတဲ့အတွက် ငွေကြေးတစ်ခုတည်းမရှိုံနဲ့လဲစင်ရဲခြင်းမပြည့်စုံသေးပါဘူးငွေကြေးဥစ္စာပစ္စည်းစင်ရဲခြင်းတဲ့ကုန်ကျင်တရားစင်ရဲခြင်းနဲ့မေတ္တာတရားစင်ရဲခြင်းမဖြစ်ဖို့ကလူ့ဘဝမှာပိုပြီးလဲအရေးကြီးလာပါလေခင်ဗျာဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီတစ်ခါ power ဆိုတဲ့အဓိပ္ပာယ်လေးကိုလည်းတစ်ချက်လောက်အဓိပ္ပာယ်ဖွင့်ကြည့်လိုက်အောင်ဗျာ power ဆိုတဲ့အဓိပ္ပာယ် definition တွေအများကြီးရှိတဲ့အထက်မှာအရိုးအရှင်းဆုံးလေးတစ်ခုကိုဖော်ပြရမယ်ဆိုရင် power is an ability to do something တခုခုကိုလုံနိုင်စွမ်းမှာပဲဗျာလူတယောက်ပဲဖြစ်ဖြစ်အဖွဲ့အစည်းတစ်ခုပဲဖြစ်ဖြစ်နိုင်ငံတနိုင်ငံကပဲဖြစ်ဖြစ်သူ့မှာ power အင်အားရှိနေရင်အခြားသူအပေါ်ပဲဖြစ်ဖြစ်အဖွဲ့အစည်းနဲ့အခြားတနိုင်ငံငံကိုလွှမ်းမိုးထုတ်ကန်နိုင်စွမ်းနေရှိလာတော့တာပါပဲဘာကြောင့်လဲဆိုတော့သူ့ရဲ့ချမ်းသာမှုကြောင့်ပဲဖြစ်ဖြစ်အရေးပါမှုကြောင့်ပဲဖြစ်ဖြစ်နိုင်ငံရဲ့စိတ်အင်အား power ကြီးမားမှုကြောင့်ပဲဖြစ်ဖြစ်သူ့မှာ power ဆိုတဲ့အင်အားကိုဆိုလိုတာပါပဲဒါကြောင့်လဲ တခုခုလုံနိုင်စွမ်းကိုရှိလာတော့တာပါပဲဒီလိုအင်အားရှိလာတဲ့အထက်ထဲမှာမှမကောင်းတဲ့ပါဝါနဲ့ကောင်းတဲ့ပါဝါရှိသလိုဒီဗီဒီယိုလေးမှာတော့ကောင်းတဲ့ပါဝါတွေကိုပဲပေါ်ပြသွားမှာဖြစ်ပါတယ်ခင်ဗျာ property ဆိုတဲ့စင်းရဲမှုရဲ့အကြောင်းရင်းများသည်အမျိုးမျိုးရှိနိုင်ပြီးနိုင်ငံလူမျိုး လူထုနဲ့မိမိရဲ့ခံယူချက်နဲ့ရွေးချယ်မှုတွေအပေါ်မှာလည်းမူတည်ပါတယ်ခင်ဗျာကျွန်တော်ဒီစင်းရဲခြင်းဆိုတဲ့ခေါင်းစဉ်လေးအတိုင်းဘာကြောင့် ဆင်းရဲရတယ်လဲဆိုတာကိုနှစ်ပိုင်းခွဲပြီးပြောချင်ပါတယ်။တစ်ပိုင်းကတော့တိုင်းပြည်ရဲ့အခြေအနေကြောင့်ဆင်းရဲရခြင်းနဲ့နောက်တစ်ပိုင်းကတော့မိမိကိုယ်တိုင်ကြောင့်ဆင်းရဲရခြင်းပဲဖြစ် ပါတယ်။ဒီလိုအခြေအနေမျိုးတွေမှာကျွန်တော်တို့ကဘလို့အခြေအနေကြောင့်ပဲဖြစ်ဖြစ်ထူးထူးခြားခြားချမ်းသာခြင်းဆိုတဲ့ပါဝါကိုရရှိပိုင်ဆိုင်သွားတဲ့အခွင့်အူးကံလူနည်းစုကိုတော့ထဲ့မပြောလို့တော့ပါဘူးခင်ဗျာ။ထူးထူးခြားခြားအခြေအနေဆိုတာကိုတော့ပြည့်တက်ကြီးလဲသိရှိပြီးသားဖြစ်မှာပါ။ဥပမာမိဘကချမ်းသာတဲ့ မိဘကဆင်းသက်လာတာတို့ထီစုကြီးပောက်သွားတာတို့တိုင်းပြည်ရဲ့အရင်းမြစ်တွေကိုအာဏာပိုင်တွေနဲ့ပေါင်းပြီးရယူပိုင်ဆိုင်တာမျိုးတို့နောက်ခံ background ကောင်းကောင်းတခုကပံပိုးပေးတာမျိုးတို့ကိုဆိုလိုတာပဲဖြစ်ပါတယ်။ဒီအကြောင်းအရာတွေကိုတော့နောက်လာမယ့်ဗီဒီယိုတွေမှာပဲတင်ဆက်ပေးသွားမှာပဲ။ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့ဒီတစ်ခါစင်းရဲမွဲတင်ခြင်းဆိုတဲ့ခေါင်းစဉ်အောက်ကပထမဆုံးတိုင်းပြည်ရဲ့အခြေအနေကြောင့်စင်းရဲရခြင်းဆိုတဲ့အခြေအနေလေးကိုဖွင့်လှစ်ကြည့်လိုက်အောင်ဗျာ။နံပါတ်1အနေနဲ့ ညာရေးကောင်းစွာမရရှိခြင်းပညာကောင်းမွန်စွာသင်ကြားနိုင်ခြင်းမရှိလျင်ပညာမရှိလျင်စင်ချင်းစဉ်းစားတွေးခေါ်သုံးသပ်နိုင်စမ်းတွေလည်းရှိတော့မှာမဟုတ်ပါဘူးဒါအပြင်ခင်းနဲ့အညီရှင်ပြန်ရမှာလဲအမြဲနှောက်ကြကြံခဲ့နိုင်ပါလေဒီနေရာမှာတော့ချွင်းချက်အနေနဲ့ငါတို့ကတော့ဘာပညာမှမရှိပဲဘာအတန်းမှမတတ်ပဲချမ်းသာအောင်လုပ်ခဲ့နိုင်တယ်ဆိုတဲ့လူတွေကိုတော့ထက်မပြောချင်သေးပါဘူးဒါပေမဲ့အဲ့လိုလူတွေလဲအသိပညာအတတ်ပညာတခုခုမရှိနေရင်တော့ ချမ်းသာခြင်းကခဏတာပါပဲအဓိကကပညာမရှိရင်အလောက်ကန်ကောင်းမွန်တဲ့အလောက်ကန်အခွင့်အလမ်းများကိုလည်းရှာဖွေနိုင်ခြင်းနည်းပါပါတယ်ဒါကြောင့်ကျွန်တော်တို့မိဘတော်တော်များများကငါသားငါသမီးတွေကိုပညာတက်ကြီးဖြစ်အောင်လုပ်ရမယ်လို့ငငယ်လေးတွေကပြောနေခဲ့ကြတာပဲဖြစ်ပါလေခင်ဗျာနံပါတ်1အနေနဲ့ကတော့အလောက်ကန်လုံလောက်မှုမရှိခြင်းအလောက်ကန်အခွင့်အလမ်းရှာပါခြင်းအလောက်ကန်အခွင့်အလမ်းလုံလောက်မှုမရှိခြင်းနဲ့အလောက်ကန်အခွင့်အလမ်းများရှာပါခြင်းကလည်းစည်ရင်ချင်းကို ဥတီစေပါတယ်။တိုင်းပြည်တပီရဲ့ဖွံ့ဖြိုးတိုးတက်မှုတွေနောက်ကျနေတာအထူးသဖြင့်ဖွံ့ဖြိုးစေတိုင်းပြည်တော်တော်များများမှာပေါ့ဗျာ။အဲ့ဒီအထက်မှာမိမိရဲ့တိုင်းပြည်ကနိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေဒဏ်ခတ်မှုတွေကိုခံထားရရင်တော့ပိုဆိုးသွားပြီပေါ့ဗျာ။ဒီလိုဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့်နိုင်ငံသားယင်းနှမြုံနယ်မှုတွေမလာတော့တဲ့အခါမှာ local company လုပ်ငန်းရှင်တွေနဲ့နှိစက်ရအဖွဲ့အစည်းယင်းနှမြုံနယ်မှုတွေနဲ့သာ ဆင်ပြေအောင်လက်ပတ်ရတော့တာပဲအဲ့လိုအဆင်ပြေအောင်လက်ပတ်ရတော့တဲ့အခါမှာတိုင်းပြည်ရဲ့လူဦးရေနဲ့လုံလောက်တဲ့အလောက်ကန်အခွင့်အလမ်းကအချိုးမညီတော့ပဲအလောက်ကန်အခွင့်အလမ်းတွေလည်းရှားပါးလာပါတော့တယ်အဲ့ဒါနဲ့တစ်ဆက်တည်းလောက်ခလာစာနေပါတာရီ living cost ကုန်ကျစရိတ်နဲ့ရတဲ့လာစာမလောက်ငှမှုတွေပါဒွန်တွဲပြီးပါလာတတ်ပါတယ်အလုပ်တစ်ခုရဖို့အတွက်လဲစေကနန်းလောက်ပဲအလုပ်ခေါ်တဲ့အလုပ်တစ်ခုကိုလူပေါင်းရာချီအလုပ်လျှောက်နေရတဲ့ဖြစ်ရက်တွေကလည်း ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာအများကြီးရှိနေတော့တာပါပဲခင်ဗျာဟုတ်ကဲ့နံပါတ်3အနေနဲ့ကျမ်းမာရေးဆောင်ရှောက်မှုပြဿနာနိုင်ငံတကာနိုင်ငံရဲ့ကျမ်းမာရေးဆောင်ရှောက်မှုကနိုင်ငံတကာနဲ့နှိုင်းယှဉ်လျင်အလွန်ခြားနားနေပြီးကျမ်းမာရေးဝန်ဆောင်မှုတွေကညံ့ပြင်းနေရင်လိုအပ်တဲ့စေဝါးတွေကလည်းအကန့်အသတ်တွေရှိနေပြီးပတ်စံရှိမှငွေချေးတက်နိုင်မှသာကျမ်းမာရေးဆောင်ရှောက်မှုတွေကိုရရှိမယ်ဆိုရင်တော့ပြဿနာဆိုတာရှိလာပါပြီ။ ပြည်သက်ကြီးများကလည်းမိမိအိမ်သားတူဦးကကျမ်းမာရေးပြဿနာတစ်ခုခုဖြစ်ခဲ့ပါကယောဂများဖြစ်ပွားခဲ့ပါကကျမ်းမာရေးစောင့်ရှောက်မှုဉာဏ်ဖြည့်ရတာတွေကြောင့်လူသားအရင်းမြစ်ဆုံးရှုံးမှုတွေလည်းများပြားလာနိုင်ပြီးလုပ်ငန်းခွင်မှာလည်းအလုပ်လုပ်နိုင်နေဆိုရင်ကြာဆင်းလာနိုင်ပါလေခင်ဗျာဟုတ်ကဲ့နံပါတ်လေးအနေနဲ့နိုင်ငံရဲ့စီးပွားရေးပြဿနာနိုင်ငံတွေမှာစီးပွားရေးပြက်ကတ်တွေအလုပ်လက်မဲ့တွေများပြားလာနေတာတွေတိုင်းပြည်ရဲ့တန်ရန်စတာများအား ်ဤပညာမတိုးတက်ခြင်းကြောင့်ကုံချောအဖြစ်ပြောင်းပြီးမထွက်လွန်နိုင်ခြင်းတွေ infrastructure မတိုးတက်မှုကြောင့်ဥပမာ land data အစအဦးနဲ့လျှက်စင်ပြီးလုံလောက်စွာမရရှိမှုတို့ကြောင့်၎င်းစားတော့ကုန်တွေဈေးတက်လာမှုကြောင့်၎င်းဒီလိုစီးပွားရေးပြဿနာတွေကလည်းစည်ရဲမှုတွေကိုတိုးပွားလာစေနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့နံပါတ်5အချက်နေနဲ့လူမှုရေးဘာသာရေးနဲ့ယဉ်ကျေးမှုအကြောင်းအရာတွေကိုပြန်ကြည့်လိုက်မယ်ဆိုရင်လည်း နိုင်ငံအချို့မှာလူမျိုးရေးတွေကြောင့်ဘာသာရေးတွေယဉ်ကျေးမှုတွေကိုအကြောင်းပြပြီးအမျိုးသမီးများနဲ့ဒေသခံလူမျိုးများကိုပညာရေးနဲ့လုပ်ငန်းခွင်မှခွဲခြားခြင်းခွဲထုတ်ခြင်းများခံထားခဲ့ရတာကြောင့်ဆင်းရဲမှုတွေလည်းရှိလာနိုင်ပါတယ်ခင်ဗျာဟုတ်ကဲ့နောက်ဆုံးအချက်အနေနဲ့နံပါတ်6အနေနဲ့ကတော့တရားဥပဒေစိုးမိုးမှုမရှိခြင်းဒီလိုတရားဥပဒေစိုးမိုးမှုမရှိခြင်းဒီ rule of law မရှိခြင်းကြောင့် ပြည်သူများရဲ့စီးစိမ်ဥစ္စာပစ္စည်းများလုံခြုံမှုမရှိခြင်းလွတ်လပ်ပြီးတရားမျှတသောရောင်းဝယ်ဖောက်ကားမှုမရှိခြင်းလက်ပေးလက်ယူပေါ်များခြင်းပြည်သူပြည်သားများ၏နေ့စဉ်လူနေမှုဘဝလုံခြုံမှုမရှိတော်ခြင်းများကြောင့်စိတ်ရင်းမွေးတည်မှုတွေလည်းဖြစ်လာနိုင်ပါတယ်။ဒါတွေအလုံးဟာတိုင်းပြည်အခြေအနေကြောင့်စိတ်ရင်းရခြင်းပဲဖြစ်ပါလေခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာကျွန်တော်နောက်ထပ်ဒုတိယအနေနဲ့စိတ်ရင်းရခြင်းတစ်ခုကတော့ မိမိကိုယ်တိုင်ကြောင့်ဆင်းရဲရခြင်းမဖြစ်ပါလေမိမိကိုယ်တိုင်ကြောင့်ဆင်းရဲရခြင်းမှာလည်းအခြေအနေအမျိုးမျိုးရှိနိုင်ပါလေအဲ့ဒီအထဲမှာမှထင်ရှားတဲ့အချက်လက်လေးကိုကျွန်တော်ရှယ်ပေးသွားမှာဖြစ်ပါလေခင်ဗျာမိမိကိုယ်တိုင်ကြောင့်ဆင်းရဲရခြင်းတွေကတော့အပတ်တည်းအနေနဲ့ပညာမသင်ယူခဲ့ခြင်းပညာရေးရာလူတစ်ယောက်အတွက်အလွန်ပဲအရေးကြီးလာပါတယ်အသိပညာအတတ်ပညာတစ်ခုခုမှမရှိရင်တော့ဆင်းရဲခြင်းတွေကဘယ်တော့မှရုန်းထွက်နိုင်မှာမဟုတ်တော့ပါဘူးခင်ဗျာ ပညာရေးကလူတယောက်ရဲ့အလုပ်ရိုင်းအခွင့်အလမ်းနဲ့ဝင်ငွေရရှိမှုကိုတိုက်ရိုက်အကျိုးသက်ရောက်ပါတယ်။ကောင်းမွန်တဲ့ပညာရေးသာမရှိရင်ဝင်ငွေကောင်းတဲ့အလုပ်တွေရဖို့လည်းခက်ခဲနိုင်ပြီးဒါဟာဆင်းရဲမှုစီကိုဥတည်သွားနေပါတယ်။ဒါကြောင့်လဲနိုင်ငံတကာမှအဖွဲ့အစည်းများကဖွံ့ဖြိုးဆဲနိုင်ငံများနဲ့ပညာရေးကောင်းမွန်စွာသင်ကြားခဲ့ရခြင်းမရှိခဲ့တဲ့တိုင်းပြည်ကပြည်သူတွေအတွက် vocational training school တွေအိမ်တွင်းတက်မွေးလက်မှုလုပ်ငန်းကျောင်းတွေကိုကူညီဖွင့်လှစ်ပေးခဲ့ကြပါတယ်။ဒီလိုကူညီဖွင့်လှစ်ပေးခဲ့ကြတာဟာ အလုတ်လက်မဲ့များတွေအလုတ်ကင်တွေရရှိအောင်ကူညီပေးနေခဲ့ကြတာလည်းဖြစ်ပါလေခင်ဗျာနံပါတ်1အနေနဲ့ကအလုတ်မလုတ်ချင်းအလုတ်မလုတ်ပဲဝင်ငွေလည်းမရနိုင်ပါဘူးအားကိုးစရာမရှိတဲ့အခါမှာငွေကြေးအခက်ခဲနဲ့ရင်ဆိုင်ရတတ်ပါလေဒါဟာပြင်းကြီးမှုသို့မဟုတ်အလုတ်မလုတ်ချင်းနဲ့စိတ်နဲ့လည်းသက်ဆိုင်ပါလေနံပါတ်3လိုချင်စိတ်မရှိခြင်းလိုချင်ရယူခြင်းနဲ့စိတ်တွေမရှိခဲ့ရင်ဘယ်အရာမှရလာတော့မှလည်းမဟုတ်ပါဘူးဘာမှလည်းဖြစ်လာမှာမဟုတ်ပါဘူးခင်ဗျာဒါဟာစိတ်အားထက်သန်မှု မရှိတာကြောင့်လည်းဖြစ်နိုင်ပါလေ။နံပါတ်၄မှားရင်းနဲ့ငွေကြေးဆိုင်ရာဆုံးဖြတ်ချက်များငွေကြေးစီမံခန့်ခွဲမှုညံပြင်းတာကလည်းစည်ရဲမှုရဲ့အကြောင်းတစ်ခုပါပဲ။ဥပမာဝင်ငွေတဲ့အတုံးစိတ်ကများနေတာလုတ်ချင်တာတွေလိုချင်တာတွေကများနေတာအကျွေးယူပြီးပြန်မဆက်နိုင်တာအချိန်ရှိဆုံးငွေကြေးကိုစုဆောင်းဖို့ပြက်ကွက်နေတာဒီလိုအမားတွေကပဲတဖြည်းဖြည်းငွေကြေးအကျက်သေးစီကိုဥတီသွားစီပြီးစည်ရဲမှုကိုချေရှုနေပါတယ် ။ဒါပေမဲ့ငါအနေနဲ့မှားရွေးနဲ့ဆုံးဖြတ်ချက်များလောဘကြောင့်တော့၎င်းလိုချင်တက်မဲ့စိတ်ညားသွားတဲ့အခါမှာမှားရွေးနဲ့ဆုံးဖြတ်ချက်တွေကိုချမှီတတ်ကြပါလေ။ဥပမာလောင်ကစားလုပ်တာတို့အမြန်များများရနိုင်တော့ကိုပဲတွေးမိနေပြီးငွေချေးလက်လွန်သွားတာတို့အလိန်ခံရတာတို့ပဲဖြစ်ပါလေ။အခုခေတ်လိုငွေချေးလိမ်လည်မှုတွေများနေတဲ့ခေတ်ကြီးမှာအယုံမလွယ်ဖို့နဲ့လောဘမကြီးဖို့ကလည်းအရေးကြီးလာပါလေခင်ဗျာ။နံပါတ်6မိမိရဲ့အကျမ်းမာရေးကိုဂရုမစိုက်ခြင်း ကျမ်းမာရေးကိုလစ်လူရှုထားရင်နောက်ဆက်တွဲအနေနဲ့ယောဂါတွေဖြစ်လာနိုင်ပါတယ်။ဒီအခါမှာစေကုသစိတ်ငွေကြေးတိကျမှုတွေကိုဖြစ်စေပြီးအလုတ်လုံနိုင်စမ်းတွေလည်းရော့ကျသွားနိုင်ပါလိမ့်ခင်ဗျာ။ဥပမာအရက်မွေးရစေးဝါးဒါမှမဟုတ်မကျမ်းမာစေတဲ့နေထိုင်မှုပုံစံတွေကြောင့်ကျမ်းမာရေးကိုထိကိုက်စေနိုင်ပြီးဆင်းရဲခြင်းကိုဥတီစေပါလေ။နံပါတ်9အနေနဲ့ကတော့မိခိုအားထားရမှုမရှိဘူး။မိသားစုဆွေမျိုးတငယ်ချင်းဒါမှမဟုတ်လူမှုပတ်ဝန်းကျင်ကထောက်ပံ့မှု support မရှိတဲ့အခါ အခက်ခဲတွေကိုတယောက်တည်းရင်ဆိုင်ရတတ်ပါလေ။အဲ့ဒီကမှဆင်းရဲမှုကပိုပြီးကြာရှည်စေပါလေ။ဒါဟာတစ်ခါတလေလူမှုဆက်ဆံရေးနဲ့အဆက်အသွယ်အားနည်းတာကြောင့်လည်းဖြစ်နိုင်ပါလေ။ဟုတ်ကဲ့နောက်ဆုံးနံပါတ်၈အနေနဲ့အမြဲတမ်းစင်ကြေပေးနေတဲ့ချင်းအလုပ်တစ်ခုခုကိုလုပ်ကင်ဖို့အတွက်ပြောပြလိုက်ရင်ကြားသိလိုက်ရရင်ပဲဖြစ်ဖြစ်သူ့မှာမဖြစ်နိုင်ပါဘူးဆိုတဲ့စင်ကြေက အမြဲရှိနေတတ်တာပါပဲ။ဥပမာဗျာငွေကြေးမရှိလို့မလုတ်တက်လို့မလုံနိုင်လို့အတွေ့အကြုံမရှိလို့ အာမဖြစ်နိုင်ပါဘူးစသဖြင့်စူးစမ်းလေ့လာမှုတင်ယူမှုမလုပ်ပဲအမြဲ reason စင်ကျင်ပဲပေးတဲ့ချင်းဟာလေစင်ရဲ့ချင်းကိုတိုက်ရိုက်ဥတီစေပါတယ်ကျွန်တော်အခုဖော်ပြခဲ့တဲ့အချက်များဟာမိမိကိုယ်တိုင်ကြောင့်စင်ရဲ့ရခြင်းတွေပဲဖြစ်ပါလေခင်ဗျာမိမိကိုယ်တိုင်ကြောင့်စင်ရဲ့မှုဟာကြောက်စရာကောင်းလာပါတယ်ဒါကိုလေလူတိုင်းသတိထားသင့်ပါတယ်ဒါတွေဟာလူရဲ့ပြုမှုပုံဘေဟီဗီယာနဲ့သက်ဆိုင်နေပြီးထုတ်ဖို့ထွက်ဖို့အစီအစဉ်မရှိပဲသူ့နေရာလေးမှာပဲตายာနေတတ်ကြပါလေ တခါတရံကြတော့သူတို့ရဲ့အနေထိုင်ရာပတ်ဝန်းကျင်နဲ့လည်းတက်ဆိုင်ပါတယ်။ဒါပေမဲ့ဒါတွေဟာဘသူမပြုတ်မိမိမှုပါပဲခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာကျွန်တော် property ဆိုတဲ့အကြောင်းလေးကိုရှင်းလင်းပြီးသွားတဲ့အခါမှာတော့ property to power ဆိုတဲ့စင်ရင်ချင်းမှချမ်းသာခြင်းစီတို့ဆိုတဲ့ပြောင်းလဲနိုင်တဲ့ switch လေးတစ်ခု key လေးတစ်ခုကိုကျွန်တော်ပေးတဲ့ကြီးကို share ပေးလိုက်ချင်ပါတယ်ခင်ဗျာ။ဒီ key လေးရဲ့ formula လေးကတော့ mindset plus scale plus action plus community is equal to power ပဲဖြစ်ပါတယ်။ power ကိုရရှိဖို့အတွက် mindset ဆိုတဲ့မိမိရဲ့အတွေ့အကြုံကောင်းနေရယ်ကြမ်းကျင်မှုတက်ကြွမှု scale တွေရယ်မိမိအားစိတ်ထုတ်လှုပ်ဆောင်ရမယ် action တွေနဲ့အတူ community ဆိုတဲ့ပတ်ဝန်းကျင်ကောင်းနေနဲ့မိတ်ဆွေကောင်းနေလည်းရှိဖို့လိုအပ်လာပါတယ်။ဒါတွေကိုအချိုးကျကျပေါင်းစပ်နိုင်မှသာ power ကိုရရှိမှာပဲဖြစ်ပါတယ်ခင်ဗျာ။ကျွန်တော်တို့ power ဆိုတာတစ်ခုခုကိုလှုပ်ဆောင်နိုင်စွမ်းဆိုတဲ့အတိုင်းပဲ ငွေချေးချမ်းသာဖို့ကြီးပွားတိုးတက်ဖို့တခုတည်းမဟုတ်ပဲဥဆောင်နိုင်စွမ်းတွေလွှမ်းမိုးစည်းရုံးနိုင်စွမ်းတွေအပြင်မိမိမိသားစုထဲမှာရောတိုင်းပြည်အတွက်မှာရောတကယ်ကိုပဲလေးစားအားကျလောက်ပြီးတန်ဖိုးရှိလာတဲ့လူပုဂ္ဂိုလ်တွေရဲ့ပါဝါတွေဖြစ်ဖို့လိုအပ်လာပါတယ်ခင်ဗျာ power steps with support ဆိုတဲ့အတိုင်းပဲ power ကိုရရှိဖို့အတွက်မိမိဘဝရဲ့တန်ဖိုးရှိလာတဲ့ပိတ်ဆက်မှုတွေရယူမှုတွေနဲ့ပဲအရင်ဆုံးစရမှာပဲဖြစ်ပါတယ်ခင်ဗျာအရင်ဆုံးမိမိရဲ့ဘဝကို တိုးတက်ဖို့အတွက် ပညာကိုမဖြစ်မနေသင်ယူရမှာပဲဖြစ်ပါတယ်။အသိပညာအတတ်ပညာတစ်ခုခုကိုမဖြစ်မနေသင်ယူတတ်မြောက်မှသာပါဝါရှိတဲ့လမ်းကိုသွားနိုင်မှာပဲဖြစ်ပါတယ်။ဒါကြောင့် mindset ဆိုတဲ့အတွေးခေါ်တွေကိုအရှင်းဆုံးစချင်းရပါမယ်။အလုံးမလုံးချင်တဲ့စိတ်တို့ပြီးနေတဲ့စိတ်တို့ကိုပညာဉာဏ်နဲ့ချင်းနိုင်မှာပဲပါဝါဆိုတဲ့လမ်းကြောင်းကိုရှာတွေ့နိုင်မှာပဲဖြစ်ပါတယ်။ knowledge is equal to power ဆိုတဲ့အတိုင်းပဲအတွေ့အကြုံကောင်းတွေဘုဒ္ဓတာကောင်းတွေကိုရှာပွေဖို့အတွက်မိမိကိုယ်တိုင် တင်ယူပြီးတော့ရှာမိရမှာပဲဖြစ်ပါတယ်ခင်ဗျာအဲ့ဒါတွေပြီးရင်တော့တက်ကြွမှုတစ်ခုခုတင်ယူထားရမှာပဲဖြစ်ပါတယ်ဒါမှသာမိမိကြရနေပဲအသီးသီးမှာစီမံခံခွဲတာပဲဖြစ်ဖြစ်လှုပ်ဆောင်နေတာပဲဖြစ်ဖြစ်တွေးကြုံရမယ့် live ကိုမိမိတက်ကြွထားတဲ့ skill နဲ့ကြရအခမ်းကဏ္ဍတစ်ခုခုကနေတောင်းဝင်ယူဆောင်ရွက်နိုင်မှာပဲဖြစ်ပါတယ်ခင်ဗျာဒီလိုလှုပ်ဆောင်ဥဆောင်တဲ့နေရာမှာလဲမှန်မှန်ကန်ကန်ရိုးရိုးသားသားယုံကြည်မှုတောင်းဝင်ယူမှုတောင်းဝင်ခံမှုတွေနဲ့အတူ မိမိရဲ့အရှင်တွေကိုထုတ်ဖို့ပြသရမှာပဲဖြစ်ပါတယ်။ဘဝတစ်ခုမှာမိမိအရှင်တွေကိုလှုပ်ဆောင်တဲ့အပေါ်မှာမူတည်ပြီးချမ်းသာခြင်း၊စင်ရဲခြင်းကလည်းတွန်တွဲပါလာတတ်တာမျိုးပါပဲ။အဲ့ဒီခါမှာမှကံဉဏ်ဝိရိယနဲ့သက်ဆိုင်တဲ့ပံပိုးမှုတွေခံစားမှုတွေကလည်းတယောက်နဲ့တယောက်မတူညီပဲဝင်ရောက်လာတာမျိုးတွေပါပဲ။အဲ့ဒီမှာအရေးကြီးတဲ့အရာတစ်ခုက community ပါပဲ။ဒီလို network တွေ community ကောင်းနေအဆက်အသွယ်ကောင်းနေရှိမှပဲစီးပွားရေး၊ပညာရေး၊လူမှုရေး၊ကျန်းမာရေးကိစ္စတွေမှာ ။ကုညီမှုတွေအာတာမှုတွေကတိုးတက်မှုစီကိုဥတီသွားမှာအထင်ရှားပဲဖြစ်တယ်လို့ကောင်းတဲ့ပါဝါတွေကို ရရှိလာမှာအကံမလွဲပါပဲခင်ဗျာ။တိုင်းပြည်အခြေအနေကြောင့်စည်ရဲမှုတွေဖြစ်ရခြင်းတွေကိုတော့ဖြေရှင်းဖို့အတွက်ကတော့လက်ရှိအစိုးရအဖွဲ့အစည်းတွေလူထုအတိုင်းဝိုင်းနဲ့ကိုကျိုးဆွလို့တော့ပြဋိဒအဖွဲ့အစည်းများနဲ့အတူနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်ဖို့လိုအပ်လာပါတယ်။ပွင့်လင်းမြင်သာစွာနဲ့နိုင်ငံတော်တိုးတက်ရေးကိုရှေ့ယူရင် ကိုကျိုးစည်းဝါးမဖက်ပဲနိုင်ငံကိုဥဆောင်သူများကလည်းတိုင်းပြည်ရဲ့အနာဂတ်နဲ့ပြည်သူများရဲ့ဘဝကိုစာနာထောက်ထားပြီးရရှိအကျိုးကိုစဉ်းစားတတ်ဖို့လည်းလိုအပ်လာပါတယ်။ဒါမှသာတိုင်းပြည်ဖွံ့ဖြိုးတိုးတက်ပြီးအလောက်ကိုင်းအခွင့်အလမ်းကောင်းတွေနဲ့အတူလူနေမှုဘဝတွေလည်းတိုးတက်ဖွံ့ဖြိုးလာမှာအသေးချာပဲဖြစ်လာပါတယ်ခင်ဗျာ။ဟုတ်ကဲ့ခင်ဗျာကျွန်တော်ဒီတစ်ပတ်တင်ဆက်သွားတဲ့ property to power စင်ရဲ့ချင်းမှချမ်းသာခြင်းစီတို့အကြောင်းလေးကို ပိတ်သက်ကြီးလဲကြိုက်နဲ့တက်လိမ့်မယ်လို့မျှော်လင့်မိပါတယ်ခင်ဗျာကျွန်တော်တို့ next step youtube channel ကိုအားပေးနေပိတ်သက်ကြီးကိုအထူးပဲကျေးဇူးတင်ရှိပါတယ်နောက်နောက်လာမယ့်အပတ်တွေမှာလဲကောင်းတဲ့ကောင်းဆက်လက်ကြိုးစားသွားပါမယ်ခင်ဗျာ thank you for watching please like and do subscribe thank you see you again